ုံးမမြင်လာပါရေဝရှမ်းလေးမှာပြန်လဲကျေဆွေးလိုက်ပါတယ်ဒီနေ့အော်တိုဘာ25ရက်နေ့ဒီနေ့မှာကျွန်တော်တင်ပြခြင်းနဲ့အကြောင်းအရာ3ခုရှိနေပါတယ်ပထမတစ်ခုအပြာမဲ့တက်တက်ခံရဲ့မြက်ခွက်ကြီးဖြတ်ကန်ခံလိုက်ရတာနဲ့အိမ်ပေါင်မဲ့ချမ်းပေါင်မဲ့ရွက်ောက်ဘွဲကိုမဖြစ်မနေဝင်ရောက်ရွက်ောက်ခံမဲ့ဆိုပြီးတော့ပြောဆိုလာတဲ့အတန်ထစ်လာတဲ့အကြောင်းတွေကိုကျွန်တော်ဖော်ပြပေးမယ် နောက်ထပ်တင်းခုတမဒွန်နန်ထရန့်ကမင်းအောင်လှိုင်ကိုအာစီယံတက်ခွင့်အခွင့်အရေးပေးလိုက်ပါပြီဟာဒါကသတင်းကြီးကြောင်းရင်ဒါဆိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတူတူနားထောင်ကြည့်ကြရအောင်ပါနောက်ဆုံးမှာတော့ တမဆာ6နေကိုအရကတက်တော့ A A နဲ့ပေါ်တက်ဖွဲ့ဝင်တွေရောက်လာတော့ E E တောင်မှပောက်ချိန်မရတော့တဲ့အကျန်ဖက်စစ်ခွေးတက်ကကောင်းနေအကြောင်းကိုဖော်ပြပေးချင်တာပါအဓိကပိုင်ကုန်းနဲ့ကကင်းစကန်နှစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်အမှုန့်ကျိတ်ပြီးတဲ့အချိန်မှာဒီပောက်ချိန်တော့မရတော့တဲ့ခွေးတွေအကြောင်းကိုကျွန်တော်ဖော်ပြပေးမှာပါ ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးအထိဝင်ရကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုဒလီဒီစာဖိတ်ခေါ်လိုက်ပါတယ်။တရင်တုံးလုံးကအရန်ကိုရေးကြည့်နေတာပါ။မိကန်တောရာဒေါ်နယ်ထရန့်ကမြောက်လိုင်းကိုအာဆီယံအရန်ကိုတက်ချင်လုံးတော့အခွင့်အရေးပြလိုက်ပါတယ်။ဆိုတော့ဘယ်လိုခွင့်ပေးပေးရလဲဆိုတော့အကြောင်းကိုကျွန်တော်မပြောခင်မှာဒီနေ့တနေ့လုံးအရန်ကိုဟော့ဖြစ်နေတဲ့အပြာမဲ့ တော်တတ်တတ်ခံအကြောင်းကိုအရင်ဆုံးဖော်ပြပါမယ်။ကျွန်တော်ပြမယ်လို့ပြောတာသူတို့ရဲ့ဝိစုံရဲ့အကြောင်းတွေကြောင့်ဟုတ်ပြီ။အဲ့ဒီအပြမယ်တော်တတ်တတ်ခံသူရဲ့မျက်ခွတ်ဖြတ်နှင်းခံလိုက်ရတယ်။တနည်းအားဖြင့်ဖြတ်ကန်ခံလိုက်ရတယ်။ရေကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့ရေကောက်ခံအမှတ်တွေထဲမှာသူ့ရဲ့နာမည်မပါလာဘူး။ဟာ။ဒေါ်တက်တက်ခံရဲ့ ပါတီဒေါက်တာသက်ခန်ရဲ့အမည်ပါတီကျွန်တော်တို့ဒီရွေးကောက်ခံအမည်ထဲမှာပါမလာတဲ့ခါကျကျွန်တော်ပြည်သူတရားတော်အုပ်ချုပ်ချက်ဟာမရဘူးဒေါက်တာသက်ခန်မပါရင်ဒီပွဲပွဲမစီဘူးဟုတ်ပြီကျွန်တော်ပြည်သူတွေကဒီသေးနဲ့ပတ်သက်ပြီးတော့အရင်ဆုံးဖော်ပြခဲ့ကြတာရှိပါတယ်တသက်ခိုင်းရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရတော့ပွဲမစီနိုင်တော့ဘူးဆိုရတယ် တောင်ဘုတ်ပါတီပြပြပုတ်ခေါင်းဆောင်ခွေးကပွဲမှာခွေးဝင်ပြိုင်ခွင့်မရတော့ပြည်သူကတော်တော်လေးကိုစစ်မကောင်းဖြစ်သွားကြပါပါတက္ကခံဆိုတော့လေခံလိုက်ရပြန်ပြီတဲ့နောက်တစ်ခေါက်ချက်ပြီးတော့ခံရတာပါသူခံရတာကတကယ့်ကိုအဲသူရဲ့နာမည်ပေါ့နော်ကျွန်တော်တို့ရဲ့ဒါပြည်သူတွေကအရင်ကိုချစ်ဖို့ကောင်းတယ်တော်လန်ရေးကာလာတော်လန်တော့ချိန်နေမှာနိမ့်လေးတွေပြီးတတ်တယ်မင်းအွန်လိုင်းမာအလာ မာလာဘယ်လိုဖြစ်တာလဲဆိုတဲ့အကြောင်းပေါ့နော်ပြောကျွန်တော်တို့တူတူလှတူတူခေါ်ဇမဲလောဇမဲလေပြတ်ပတ်ပတ်ခိုင်းပတ်ပတ်ခံကျွန်တော်ပြည်သူကဒါနိမ့်နေပြေးလာတဲ့တပိုင်းနဲ့တည်းပဲအဲ့ဒီနိမ့်နေတွေနဲ့တကက်ကိုသားစားတာဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်အဲ့တသက်ခံကတောက်လျှောက်ခံနေရတာအခုလည်းပဲထပ်ပြီးတော့ခံနေရပြီ ပြောချင်တာကတော့မတန်တရားသူ့ကိုသူအမေတက်လို့အခေါ်ခံကျင်တော့ခံရတာပေါ့ဗျာဟုတ်ပြီအပြာမဲ့တတ်တတ်ခံဘလို့ခံရတာလေးကိုအရင်ဆုံးဖော်ပြမယ်ပြီးတော့ရင်တော့အခုသူအိမ်နေပေါင်ချမ်းနေပေါင်ရှိမြဟားတယ်အကုန်လုံးကိုဘယ်မှာထိုးပေါင်ပြီးတော့သူအချက်ကွဲတာကိုမခံဘူးကွာဆိုပြီးတော့လုတ်ဆောင်ချက်တွေကိုကျွန်တော်ဖော်ပြမှာဖြစ်တယ် လက်ဝဲရေကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့ရေကောက်ပွဲရှင်ပြန်ခွင့်ရအမလောင်းစင်းမှာယူသူရှစ်ဆောင် PPP ဒေါ်တတ်တခန့်ရဲ့အမည်မတွေ့ရပါဘူးကိုစလေလောရေချင်းပြည့်ရင်းတဲ့အတွက်ဒေါ်တတ်တခန့်ရေကောက်ပွဲရှင်ပြန်ခွင့်မရခဲ့ပါဘူးဒီကရကြမိုင်းပြင်းမှာတင်းထွက်ပေါ်လာတဲ့အမလောင်းစင်းမှာလည်းသူ့ရဲ့နာမည်မပါလာပါဘူးဟုတ်ပြီဒေါ်တတ်တခန့်ရဲ့နာမည်ဘာကြောင့်မပါလာလဲအရင်ဆုံးကျွန်တော်ဖော်ပြပေးပါမယ် မောင်မြင်တဲ့ကျွန်တော်တို့ဒါ CCDH resident အင်အားစီမံကိန်းဒီအင်အားစီမံကိန်းနဲ့ပတ်သက်ပြီးတော့ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်ပြီးအကျွေးပြန်မဆက်နိုင်တဲ့တတ်တတ်ခံတွတ်တော်ကိုယ်စားလှယ်လောင်းကပြဖြက်ခလိုက်ရတာပါဒါကလက်ရှိတည်င်းအမှန်ကြီးဖြစ်တဲ့ကျွန်တော်ရဲ့မိသားစုဝင်နေကျောင်းဘောင်းအောင်လို့ဒါအောင်မြင်မအောင်မြင်ဘူးပြီးတော့ရောင်းချဖို့လည်းအဆင်ပြေဘူးပြီးတော့ဆောက်လုပ်တဲ့နေရာမှာလည်းပဲကြံ့ကြာမှုတွေအများကြီးဖြစ်သွားတယ်68 resident အင်အားစီမံကိန်းကြောင့်ဘီလီယံ တရားကြော်အကျွေးတင်နေတယ်ကျွန်တော်ပြည်သူရှစ်ဆောင်ပါတီဥက္ခကြီးတော့တပတ်ခံကကျွန်တော်လွတ်တော်ကိုယ်စားလှယ်အဖြစ်ကနေတော့ပြဖြတ်ခံလိုက်ရတာဖြစ်တယ်ကျွန်တော်ကဘာကြီးပွားလန်းနဲ့ဆရာဆန်လမ်းတော်မှာရှိတဲ့68 resident air cement gain ကိုတပတ်ခံတဲ့အောင်ကျော်ဝင်းကမောဇာဗန္ဒာနေပြီးတော့ကျွန်တော်တို့ငွေချက်ဘီလီယံတရားကြော်ချိန်ငါခဲ့တယ်အပြင်မှာလည်း CDA Resource AR စီမံကိန်းအချင်းမီပြီးစီးမှုမရှိခဲ့ဘူးအခန်းအနိုင်ငယ်ချင်းလည်းမရှိခဲ့တော့ကျွန်တော်တို့ အပန်းချင်းဝေတွေကိုလည်းပဲပြန်ပေးဖို့ပြက်ကွက်ခဲ့တယ်။မြတ်တော်ကိုယ်စီတော်ရေချင်းတတ်မှတ်ချက်မှာလူဝဲအဖြစ်သက်ဆိုင်ရာတရားရုံးကကြီးညာခံရခြင်းမှာလုံမြောက်ခွင့်ဒါမရဘူးဆိုတာလည်းပါပါလေ။ဆိုတော့လူဝဲစရင်ခံရမဲ့အခြေအနေနဲ့အကျွေးညောက်များစွာတင်နေတဲ့တတ်တတ်ခံဟာလူဝဲစရင်မဖြစ်သေးပေမဲ့သူ့ရဲ့ပါတီမှာသူအမလောင်းဖြစ်ဝင်ရောက်ရွေးချယ်ဖို့ အခွင့်အရေးဆုံးရှုံးသွားတာပါခွေးကောက်ခံရွေးချယ်ပွဲမှာခွေးဖြစ်ပါဝင်ရွေးချယ်မခံရတဲ့အချိန်မှာတတ်တတ်ခံပြောက်ဘလွေလုပ်ပြလိုက်ဆိုတာကိုလည်းပဲဒီနေ့ဗီဒီယိုမှာကြည့်မိသားစုနေတွေ့ရမှာဖြစ်တယ်ပြတော့ကိုယ်စလဲတော့ဖြစ်ကျွန်တော်တို့အမြည်ပဲဖြတ်လိုက်တယ်ပြီးတော့ဒီအချိန်မှာပဲတတ်တတ်ခံကသူ့ဘလွေမျိုးဆက်ပြီးတော့ခံလဲဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဟုတ်ပြီဒီလိုမျိုးကျွန်တော်တို့အချိန်နေရောက်ပြီဆိုတာ ਨੇ တမခန်ကသူ့ရဲ့အိမ်တွေသူ့ရဲ့ညီတွေသူ့ရဲ့ရှိတဲ့အရာတွေကိုဘန်မှာပြေးပြီးတော့ပေါင်ပြီးတော့ဘန်ရဲ့ကျွန်တော်တို့ချေးထားတဲ့ငွေတွေအချို့တော့ဝက်ကိုပေါ့နော်အချို့တော့ဝက်တော့မဟုတ်ဘူးပေါ့ဗျာအချို့ငွေချေးတွေကိုဒါပတ်ဆက်ပြီးတော့ဒီရွေးကောက်ပွဲမှာသူ့နာမည်ပြပဖို့အတွက်သူထပ်ပြီးတော့ခံရဖို့အတွက်အစွမ်းကိုပြင်ဆင်နေတယ်အစွမ်းကိုကျွန်တော်စူးစမ်းနေတယ်ဆိုရက်နောက်ဆုံးရသတင်းကို ကျောင်းမိသားစုဝင်ကြားနေရတာဖြစ်ပါတယ်။အချိန်နဲ့ခံတာမဟုတ်ဘူးအချိန်ကြောင်းကြောင်းတော့ခံမယ်။ထပ်ပြီးတော့လည်းခံအောင်မယ်။အဲ့လို तू ခံမို့ကိုသူ့ရဲ့အိမ်တွေမြေတွေသူ့ရဲ့ပိုင်ဆိုင်နေရာတွေအကုန်လုံးကိုဘယ်မှာပေါင်းထားပြီးတော့ခံမှာဖြစ်တဲ့အကြောင်းမှာကျွန်တော်မိသားစုဝင်တွေဟုတ်ပြီ။အိမ်တွေချန်နယ်ပေါင်းမယ်ဘယ်မှာပေါင်းထားမယ်အကျိုးအကျိုးအချို့ပြန်ဆက်မယ်ပြီးတော့တက်တက်ခံဟာထပ်ပြီးတော့ရွေးကောက်ပွဲပါဝင်ဖို့ကြိုးစားမယ်ဆက်ပြီးတော့လည်း ခံမယ်လို့ဆိုပါတယ်။ပိုင်ဆိုင်တဲ့အိမ်လူကိုဘမ်းမပေါင်ထားပြီးတော့အကျွေးချို့ပြန်ဆက်လိုက်လို့တော့တက်တက်ခံဟာကျွန်တော်အာနာရှူးချဖက်စစ်ခွေးရွေးကောက်တဲ့ခွေးကောက်ခံပွဲမှာခွေးတော်အနေနဲ့ဆက်ပြီးတော့ခံနိုင်ဖို့ကိုစူးစမ်းနေတယ်လို့သိရတယ်။ဒါဒီအပိုင်းတွေအတင်းထဲမှာကျွန်တော်တို့ပေါ့နော်ဒါအဲဟိုဘက်ဒီဘက်ပေါ့နော်ဖော်ပြတဲ့သတင်းတွေအများကြီးကျွန်တော်မိသားစုအနေနဲ့တွေ့ရမှာဖြစ်တယ်။ဆိုတော့ကျွန်တော်လည်းဒီနေ့ဒီနေ့ပေါ့နော်ဒါတော့တက်တက်ခံပေါ့ သူခံရတဲ့အကြောင်းကိုကျွန်တော်သတင်းတွေမှာကျွန်တော်ကိုယ်နဲ့တောင်မှမမြင်တွေ့ခင်မှာပြီးခဲ့တဲ့2ရက်3ရက်လောက်တည်းကကျွန်တော်ရဲ့အန်ကယ်ကကျွန်တော်ကိုဆန်းပြီးတော့ message ပို့တယ်ညောင်ဖက်ကြီးပြကျွန်တော်ညမအတန်ဖိုင်ဝင်လာတော့ကျွန်တော်ကောက်ဖွင့်လိုက်တယ်။ရှမ်းလေးရေးတက်တက်ခံကတော့လစ်သွားပြီ။ဟာ။အဲဆိုတော့ကျွန်တော်တို့ကလည်းပြတမလားညာဘက်နေပါကြာဆိုတော့လည်းတိတ်အဆင်မပြေတာလေးလေးရှိတယ်ပြ။ချက်ချင်းအဲပြန်ပြီးတော့ reply ပြန်ဖြူဖို့ပေါ့ဗျ။ဆိုတော့အဲလက်ကြမှာကျွန်တော်ကလှမ်းပြော အဘောနစာလင်းကျွန်တော်ပို့တာဘောနအန်ဂယ်ဘလို့ဖြစ်တာလဲဘောဆိုတော့အဲ့ဒီသတင်းကိုကျွန်တော်အန်ဂယ်ကလွန်ခဲ့တဲ့၂ရက်၃ရက်လောက်တည်းကသူကကြိုပြီးတော့ကျွန်တော်တင်ပေါ်မီချင်းပေးတာလေဒါပေမဲ့လည်းကျွန်တော်ပြီးခဲ့တဲ့ဘောနအဲတနေ့ကသတင်းမှာတော့အော်စကားဖြစ်တော့ကျွန်တော်ထည့်ပြီးတော့နည်းနည်းပြောလိုက်တယ်ပြီးသုံးလုံးရဲ့အဓိကဒါခေါင်းဆောင်တယောက်ဖြစ်တဲ့တသက်ခံတယောက်တော့အခြေအနေမကောင်းဘူးဆိုတဲ့အကြောင်းတော့ကျွန်တော်မိသားစုဝင်လို့ကျွန်တော်နည်းနည်းလေးဖော်ပြလိုက်တယ်ဗျဒါပေမဲ့တိတိကျကျဖော်ပြဖို့ရာ အဲကျွန်တော်မှလည်းပဲအချက်လက်အချို့လည်းလိုရတာပေါ့ဗျာဟုတ်ပြီဒီနေ့မှတော့ကျွန်တော်တို့သတင်းတွေအများကြီးထွက်ပေါ်လာတယ်ပမာဆိုထွက်ပေါ်လာတဲ့အခြေအနေကတော့သူတို့ဘက်ကလော်ဘီတွေလည်းအဲ့ဒီသတင်းတွေကိုအရန်ဖွာကြတယ်ဆိုတော့မင်းအောင်လိုင်ကအမျိုးသမီးထုကြီးကိုအရန်ကြောက်တာပါဆိုတော့ဒါကိုကျွန်တော်တို့ခက်ဆက်ဆက်တွေ့ရမှာဖြစ်တယ်နော်ဒါတော့မှသူကသူ့ကိုသူ့ အဲစကားပြောရင်ဗျာကျွန်တော်တို့ဒီတော်လန်သောမိသားစုဝင်တွေတော်တော်လေးကိုမကြိုက်တဲ့စကားပါနော်။သူကသူ့ကိုသူအမေဖြစ်ချင်တာ။အဲ့လိုညီမျိုးစုံနဲ့ဗျာအရင်တော့ကလည်းပဲကျွန်တော်တို့ဒါခြံကုံခြံခုံခဲ့ရပြီးတော့သူကိုယ်တိုင်းခြံခွာခဲ့တယ်။ဟုတ်လား NLD NLD ကနေပြီးတော့ထွက်ပြီးတော့တတိပုဂ္ဂပါတီထီတော်မဲ့ပါညာဆိုပြီးတော့ပြီးသုံးလုံးအခုဒါခွေးအုပ်ချုပ်တဲ့အချိန်မှာခွေးရုပ်ကော့ပွဲကိုခွေးအနေနဲ့ဝန်ခံမှုအဲ့ဒါအခုကျွန်တော်တို့ကာလအနေနဲ့ပြောမယ်ဆိုရင်ဒီကာလတွေပေါ့နော်။ ကိုယ်ညူရဲ့ကာလာလေးဆိုတော့ဒီလိုအခြေအနေတွေမှာ तू ဆက်ပြီးတော့ခံဖို့ကို तू ကြိုးစားတယ်ဆိုတော့ကျွန်တော်ပြည်သူတလူတရက်လုံးကလည်းတကယ့်ကိုဗျာ तू မလုပ်လဲဆိုတာကိုဟာတာအနေနဲ့တကယ့်ကိုအရှက်မဲ့ဆိုတာလုပ်နေတဲ့လူရဲ့တွေကိုကျွန်တော်စောင့်ကြည့်နေကြတာဖြစ်တယ်ကျွန်တော်တို့ကလည်းမဟုတ်ဘူးဟိုရင်းကောင်းကောင်းကလည်းစောင့်ကြည့်နေကြတယ်ဟာသူတန်းခံရတော့ဆက်ပြီးတော့ခံရပြန်ပြီအဲ့တော့ကျွန်တော်ရဲ့ဒီ template မှာဆိုရင်အပြာမဲတတ်တတ်ခံမျက်နှာကိုဖြတ်ကန်ခံလိုက်ရခြင်းဆိုတဲ့ template ရေးထားတာဖြစ်တယ် ကျွန်တော်တို့ဒီရမျက်နှာကိုဖြတ်ကန်နေတာမဟုတ်ဘူးကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တော်လန်သောညီကိုမောင်တို့ဟိုဘက်ရောက်ကောက်ကလော်ဘီတွေကလည်းမျက်နှာကိုတီလိုတီလိုကန်တာအတူလည်းမရဘူးတော်လည်းမရဘူးအင်းလည်း channel ပေါ့မယ်ပြီးတော့ဒါလေးပေါ့ပြီးတော့ရောက်ောက်ဘဲကိုဖြစ်မနေဝင်ပြီးတော့ခံမယ်ဆိုတာကိုကျွန်တော်တို့နောက်ဆုံးသိထားရတယ်ဒီလိုမျိုးဒီထွက်ပေါ်လာပြီးတော့ကျွန်တော်တို့ကျွန်တော် October 20နဲ့ဒါ9ရက်နေ့ဒီနေ့ပေါ့ဗျာဒီနေ့ဒီချိန်မှာပဲ သူဟာဒါကိုပြန်ပြီးတော့တုံ့ပြန်မှုအတွက်ဒါကိုယ်စလေပြီးတက်ပေါ့နော်စရင်တွေမပါဘူးဒါပေမဲ့တသက်ခံကဒီရေကောက်ပွဲမှာထုတ်ပြန်နေပေါ့နော်ဒီကိုယ်စလေအမိပြန်ပါဖို့အတွက်ကိုသူဆက်ပြီးတော့စူးစမ်းနေတယ်ကျွန်တော်ပြောလို့ပဲသူဆက်ပြီးတော့ခံပါအောင်မယ် အကြံပေးတဲ့တရဒါ quick up ပွဲပြီးတော့ခွေရွေးမဲ့ဒီအတိုင်းဝိုင်းအရေးမြစ်တွေမှာဗန်ချင်းငွေနဲ့ကိစ္စကြောင့်ဒါညှိစုံးပြီးတော့အခုလိုပြဿနာတွေတတ်တတ်ခံစတိုက်ဖြစ်ပေါ်နေတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်း yes or no ဘယ်သူမှမတိရသေးဘူးဆိုလို့ရတော့ခွေချင်းချင်းညှိနိုင်မယ်ခွေချင်းချင်းအပေါင်ခံမယ်ခွေချင်းချင်းစကားပြောမယ်ခွေချင်းချင်းငွေပွေးငွေယူလောက်ပြီးတော့သူထပ်ပြီးတော့ခံဖို့ရဖြစ်လာမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဗျာ ိတဲ့အတိုင်းပဲလေအာနာယူအုပ်စုကကောင်းတယ်ဒီတင်းကတော့အမှန်ပါပဲဒါနေမှာချိန်ထားတဲ့ငွေတိုးတွေငွေအရင်းတွေပြန်ဆက်နိုင်လို့ UEC ကလုပ်လိုက်တယ်အဲ့ဒါကိုသူ့ရဲ့အင်ဂျီကိုဘန်မှာအပေါင်းခံပြီးတော့စိတ်စပိုင်းကိုပြန်ပေးပြီးတော့ဘန်ကိုအာမခံဖို့သူကဒါစူးစမ်းနေတယ်သူအင်တခုလည်းမဟုတ်ဘဲနဲ့အခြားတော့ဗျာအခြားပိုက်ဆံမှုတွေလည်းရှိပါလေဆိုတော့အဲ့ဒီပိုက်ဆံမှုတွေကိုလည်းဘန်မှာအံ့မယ်ဘန်မှာအပေါင်းထားမယ် ဒါဝိသူပြခက်ပြီဆိုတော့ပထမဆုံးကသူကလူမွဲစင်းတော့လူမွဲတော့မှဖြစ်သွားတဲ့အခြေအနေနဲ့သူကြုံတွေ့နေတာဒါကသူရဲ့ဒါ68ကျွန်တော် residence ပေါ့နော်မောင်မြင်သွားတဲ့ကိစ္စပေါ့ပြီးတော့နောက်တစ်ချက် you got you or quick up ပဲ commission commission ကလည်းပဲလူမွဲစင်းမကြခင်မှာဖြစ်တော့မဲ့တက်တက်ခံ ဒါကြောင့်လည်းပဲသူ့ရဲ့အမည်စရင်းကိုကျွန်တော်တို့ခွေးကောက်ပွဲရဲ့ရွေးကောက်ပွဲကော်မရှင်ကသူ့နာမည်စရင်းမထည့်ထားတာဖြစ်တယ်။ဒါကိုသူကမမခံဘူး။ကျွန်မကဆက်ပြီးတော့ခံမှာမို့လို့လက်ရှိအိမ်တွေမြေတွေသူ့ပိုင်ဆိုင်တာတွေအကုန်လုံးကိုဖမ်းမှာ။ဒါပေမဲ့ဖမ်းမှာဆက်ပြီးတော့အပေါင်ခံပြီးတော့သူဆက်ခံမယ်ဆိုပြီးတော့ခစ်ကြွေးထားတာဖြစ်တယ်။သူဘယ်လိုမျိုးဆက်ခံသွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါလေ။ ဒါကတော့လက်ရှိအချိန်မှာအာ PPP People Party တွတ်တော်ကိုယ်စလဲလောင်းကပြားထွက်ပြီးတော့အမည်စရင်မထွက်လာတဲ့တတ်တတ်ခန့်ရဲ့လက်ရှိအခြေအနေဖြစ်ပါတယ်ဟုတ်ပြီဒီနေ့အရင်ကြီးဆုံးကျွန်တော်ရဲ့မိသားစုနဲ့ရန်စိတ်ဝင်စားမယ့်တဲ့င်းခုကျွန်တော်ဖော်ပြခြင်းနဲ့အဲ့ဒီတဲ့င်းကအမေရိကန်သမ္မတဒေါ်နယ်ထရပ် အခုအာဆီယံအစည်းအဝေးအတွက် ပြင်ဆင်နေကြတာလေအာဆီယံအစည်းအဝေးအတွက်ရောက်ရှိနေတဲ့သူတွေအများကြီးရှိတယ်ဆိုတော့အမေရိကန်တမန်ဒေါ်နယ်ထရန့်ကမင်းအောင်လှိုင်ကိုအခုအခွင့်အရေးတစ်ခုပေးလိုက်ပါအာဆီယံအစည်းအဝေးရန်တက်ချင်နေတဲ့မင်းအောင်လှိုင်ဟုတ်တယ်နော်ကျွန်တော်မိသားစုတွေအာဒါဗီဒီကသူ့ဘက်ကလော်ဘီတွေပေါ့နော်ပြေးလော်ဘီတွေအာတော့ကတော့ဗျာတဲ့မင်းအောင်လှိုင်ရတယ်တက်စရာမလိုပါဘူးဘာညာတွေလေလံကစကြင်းပြောင်းတဲ့လေလုံးတွေလျှော့ဆိုတော့ဒီချင်း မာဒေါ်နယ်ထရန့်ကမင်းအွန်လိုင်းကိုအာဆီယံစည်းဝေးတက်ချင်နေမင်းအတွက်ခွင့်ရတစ်ခုပေးလိုက်မယ်ဒီခွင့်ရကိုမင်းအသုံးချနိုင်ဖို့တော့အရေးကြီးတယ်အဲ့ဒါကတော့ my name is ma a la ဒါလေးကိုတော့ speaking လို့ပြောတတ်မယ်ထင်တယ်ဟုတ်ပြီအမေရိကန်တမန်ဒေါ်လန်ထရန့်ကအာဆီယံအစည်းအဝေးအရန်ကိုတက်ချင်နေတဲ့မင်းအွန်လိုင်းကိုအခွင့်အရေးတစ်ခုပေးလိုက်ပါလေတမန်ဒေါ်လန်ထရန့်က အကြမ်းဖက်စစ်ခွစ်တက်ရဲ့ခေါင်းဆောင်မင်းအောင်လိုင်ကိုအာဆီယံအစည်းအဝေးတက်ခွင့်ခွင့်ရတရချာပေးမယ်သူကိုယ်တိုင်အင်္ဂလိပ်စကားပြောနည်းနည်းရရင်အဆင်ပြေပါတယ်လို့ဆိုပါတယ်အာဆီယံအစည်းအဝေးမှာအင်္ဂလိပ်လိုပြောရမယ်မင်းအောင်လိုင်အဆင်ပြေလားမင်းတို့ကမင်းတို့တက်ကောင်နေစာမတက်ပြင်တက်လို့ပြောရင်လည်းမင်းတို့ကလက်မခံ နည်းနည်းလေးတော့ဗျာအာဆီယံစည်းဝေးမှာအင်္ဂလိပ်လူတွေတော့ပြောပေါ်ဗျာတကွာလုံးပတ်လို့ပြီးတော့အာ oh yes no အဲ့ဒါနဲ့ပဲပတ်ပြီးတော့လုတ်ခဲ့တဲ့ကောင်းနေကျွန်တော်ဒီနေ့ဒီသတင်းကိုပြောနေတဲ့အချိန်မှာဘာတော့တတ်တရဆိုတော့ကျွန်တော်အရကတော် AA ပေါ့နော်ကျွန်တော်ရခိုင်ညီမအရကညီမအကျန်ဖက်စစ်ကွေးတကောင်းမှမရှိစေရဆုလို့ကြွေးကြော်ပြီးတော့အတကူတီးနေတဲ့အချိန်မှာဒီကောင်းနေဘင်္ဂလားဒေ့စ်ကိုထွက်ပြေးတယ်ဗျာအဲ့တော့ဘင်္ဂလားဒေ့စ်မီဒီယာတွေက အဲကျွန်တော်တို့ဘယ်လိုစမ်းကြားထွေလာတက်တော်ဝါတွေပေါ့ဗျာစုတ်ပြတ်တန်းပြီးတော့အာအလာဘောင်းမီတွေနဲ့အဲသူတို့ကမ်းဘက်ကိုအဲကူးလာတဲ့အချိန်မှာဟိုကအင်တာဗျူးတွေလုပ်တာပေါ့နော်အဲမှာသူဖြေတာအကြမ်းဖက်စစ်ခွေးတက်ကမာလာသားတွေမာလာတပည့်တွေကအာ Oh yes no I see I see so အဲ့အင်တာဗျူးတွေကျွန်တော်ပြန်ပြီးတော့အမှတ်ရလို့ပါဟုတ်ပြီကျွန်တော်ဒါပြင်ကအဲ IPU မှာကျွန်တော်တို့ဒါ NUG ရဲ့ပေါ့နော်ဒါဒေါ်စင်မအောင်ကဒါ e-scale ကောင်းကောင်းနဲ့ပေါ့နော်တင်ပြခဲ့တာတွေကျွန်တော်တို့ပေါ့နော်တွေ့ရတယ်ပြီးတော့ထီထီရောက်ရောက်သူပြောဆိုခဲ့တာဆွေးနွေးခဲ့တာတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ဗျာအတန်းပညာအဖြစ်ပြောမယ်ဆိုရင်တော့ပေါ့နော်အဲဒေါ်စင်မအောင်ငယ်စဉ်ဆယ်နှစ်ဝန်းကျင်လောက်ကပေါ့နော် ။ဒါစင်မအောင်ရဲ့စနေဝင်ကျင်လောက်က e scale လောက်နဲ့ပြတ်တက်မယ်ဆိုရင်တော့နည်းနည်းပါအစဉ်ပြေအောင်ပဲဗျာ။ဒါလားပြည်သူတူအာပြောရေးထွက်လာတာဖြစ်ပါတယ်။ကျွန်တော်လည်းတော်ပြီးတော့တက်မိတယ်။အေးကျွန်တော်တို့ကတော့ကျွန်တော်တို့ generation music တွေ10နှစ်တမီ10နှစ်သားဝင်ကျင်လောက် English တော့ English စကားပြောပါတော့ speaking ကျွန်တော်တို့ဒါ basic speaking လောက်လေးတက်မယ်ဆိုရင်တော့ main online ကနည်းနည်းပါပါပွဲတွေမှာအာခွေးလုံးလှမယ်လို့တော့ထင်တယ်ဗျာ။ဒါကြောင့်လည်းဟုတ်ပြီ။ My name is Maala လို့ချောချောပြောလေအရင်ပြောတတ်ဖို့တော့လိုပါတယ်။ပြီးပါရင်တော့ကျွန်တော်အာဆီယံအစည်းအဝေးမှာဒေါ်နယ်ထရန့်သူ့အခွင့်အရေးပေးလာတဲ့အင်္ဂလိပ်စကားပြောရမယ်။အဲဒါကအလုံးမှလာတာလေဗျာ။အဝင်ရုပ်ဒီကိုတော့အင်္ဂလိပ်လိုတတ်တယ်လေဗျာ။အင်္ဂလိပ်စကားပြောကြတယ်ဗျာ။ထိုင်းဝန်ကြီးချုပ်အင်္ဂလိပ်လိုပဲပြောတာဗျာ။မိကွန်းကိုသူဆွေးနွေးရမယ့်ကိစ္စတွေ။ So Indo ထုံးလေးကောင်းမယ်အင်္ဂလိပ်လိုပဲဆွေးနွေးတာဗျာ။ So တကယ်ပွဲကြီးတွေမှာတကယ်အင်္ဂလိပ်စကားလေးတော့နည်းနည်းပါးပါးတော့ပြောတတ်ဖို့တော့လိုတာပေါ့ဗျာဆိုတော့ကျွန်တော်ထင်တာကတော့ my name is mala ကိုတော့မှတော်တော်လေးကြိုးစားပြီးအတန်ထွက်မယ်ထင်တယ်ဗျာ။ဇမဲလုံးပြောတဲ့အင်္ဂလိပ်စကားလေးကိုလည်းကျွန်တော်မိသားစုမှတ်မိအောင်မယ်ဗျာထင်တယ်ဗျာ။ American great games are you ကျွန်တော်သူပြောတဲ့စကားကတော့ game လို့တော့ကျွန်တော်မကြားဘူးဗျာ game ဆိုတော့ကျွန်တော်ကြားလိုက်တဲ့ပုံစံမျိုးပါဟုတ်ပြီဒါကတော့ တမတ်တော်နဲ့ကျွမ်းကမြောက်လိုက်အာဆီယံတက်ခွင့်အခွင့်အရေးပေးထားတယ်ဒီခွင့်ရင်းမှာ my name is mala ကအစချီပြီးတော့အာဆီယံအစည်းအဝေးမှာအင်္ဂလိပ်ကိုပြောရမယ်ကိုစင်ကိုတီကိုလုံးကိုပြောနိုင်တယ်ဆိုရင်တော့အခွင့်အရေးရမှာပေါ့ဗျာကိုစင်လည်းကိုမတီပဲနဲ့အာကျွန်တော်တို့ generation h y z လူငယ်ပညာဓာတ်တွေကိုလေးတန်းတော့မအောင်နဲ့ကောင်းကင်လောက်ရှိတဲ့အစင်အတန်းလောက်အုတ်ချုပ်ချင်နေတယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတာကိုကြိုပြီးတော့ပြောပြစေကျွန်တော်ဒီနေ့နောက်ဆုံးပြောမယ့်စကားထဲမှာကျွန်တော်တို့ဒါတော်လန်တော့တပ်ဖွဲ့ဝင်တွေအားလုံးပူးပေါင်းပြီးတော့ဗောနော်အောင်ပွဲရတဲ့အထီးတိုက်ပွဲဝင်သွားမယ်လို့ KIO KIA ကဥက္ကရာဒါဘူဂျိုကြီး in blood ကကျွန်တော်တို့ပြောဆိုခဲ့တဲ့တကယ်ကိုအားရပွဲကောင်းတဲ့စကားဗောဗျာဟုတ်ပြီဒါကတော့ money is မာအာလာစချီပြီးတော့အာဆီယံစီးပွားမှာအင်္ဂလိပ်စကား basic speaking လေးနည်းနည်းလောက်ပြောမယ်ဆိုရင်အဆင်ပြေနိုင်တယ်ဒေါ်လာထွန်းဟာဖေးပေးရတယ်ဆိုရအကြောင်းပါဖြစ်နိုင်မဖြစ်နိုင်ကတော့သူရဲ့ရည်ချင်းနဲ့ပဲဆိုင်ပါလိမ့်မယ်ဟုတ်ပြီကဘာသာ16နဲ့၄မိုင်အကွာကိုရောက်ရှိလာပြီဗျာဒီကပိုက် goal scan ခုနဲ့ကာကစ်စကန်ကိုအကတ်တော့အင်းပေါ်တော့ပေါ်နေတာတခက်သိမ့်ပတ်လိုက်ပြီ၄မိုင်လေးပဲเนาะကျွန်တော်မိသားစု၄မိုင် ရင်ဘယ်ဘယ်မှာတော့ဟိုလမ်းလျှောက်ပြီးတော့တက်လာရင်တော့မှကျွန်တော်ပြောနေရင်တော့မှကပ္ပဒါစတဲ့ဘာကုံသွားပြီလားမသိကျွန်တော်တို့ခါကြရင်အာချက်လက်တော့ခေါ်တင်သေးတယ်ဗျအဲကမ္ဘာဆက်ဆက်ရောကမ္ဘာဆက်၆ပေါ့နော်ကြမလားမကြဘူးလားဆိုတော့လောင်းကြီးတီတော်မှာကျွန်တော်တို့ခေါ်ရင်တော့မှခေါ်ရမလို့ဖြစ်နေတယ်။ဟုတ်ပြီ။ဘာလို့ညွန်လဲမတော်ရအနီးမှာရှိတဲ့ကမ္ဘာဆက်ဆက်ရဲ့ point ကို scan နဲ့ guardian scan ကိုတစ်ခါတိုက်ပိုက်လိုက်ပြီး ။ဒါကြိတ်လိုက်ပြီးတော့လက်ရှိချိန်မှာကမ္ဘာ့ဆ16နည်းနခဲရန်ထုတ်လုပ်တဲ့စက်ယုံအဓိကဂျမ်းတွေထုတ်လုပ်တဲ့စက်ယုံကြီးရဲ့လေးမိုင်အနည်းမှာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့ AA ဥပတပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီတဲ့ဗျာဆိုတော့ထဲရကောင်တွေက AA ဟေ့ဆိုရင်အတန်ကြာတာနဲ့ပြေးဖို့စဉ်းစားနေကြတကယ်ကျွန်တော်ပြောလို့ရဲ့ ီအီးတော့ပေါက်ချိန်ရလိုက်တာမဟုတ်ဘူးဒီကောင်နေပြေးရင်တော့မှမလွတ်ဘူးဆိုတော့အဲ့ဒါကတော့အေးအေးကျွန်တော်ကခိုင်နေရပြောပြီးသားနော်အေးအေးပတိလာပြီဆိုရင်အတန်ကြာနေမြေကြီးပေါ်မှာဝင်ရမှောက်တာနှာခေါင်းနဲ့မြေကြီးနဲ့ထယ်ထိုးတာမလွတ်နဲ့ခေါင်းပေါ်မကြည့်နဲ့ပါစက်ကပဲပေါ့ကျွန်တော်တို့လက်နဲ့ချပါပြီဒါပဲပြောအဲ့ဒါဆိုရင်အသက်ရှင်နေငွေရမယ်မိသားစုနဲ့ပြန်လဲအောင်စီကွင်းရမယ် အဲ့ဒါကတော့အေအေတဖွဲ့ဝင်တွေပြောရင်ပြောတယ်လုပ်တယ်ဆိုတော့စက်တော့မှန်းတွေသူတွေခမင်းမကျွေးနိုင်တော့လို့ပြန်လွတ်ခဲ့တာတွေအများကြီးရှိတယ်ဟုတ်တယ်တော့ကျွန်တော်မိသားစုစက်ကိုစစ်နဲ့တူအောင်မတိုက်ရဲတာဘသူတွေလဲကျွန်တော်မိသားစုမင်းအောင်လှိုင်းနဲ့အပေါင်းပါခွေးတိုက်ပဲရှိတာကျွန်တော်ရသပြည်သူ၄စီဘုံကျဲတဲ့တပ်ဖြတ်တဲ့ ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ထိ ंछ ုပ်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့စစ်နိုင်သွားပြီကျွန်တော်တို့အဲ့ဒီမျိုးတွေတက်ခတ်သိမ့်မဲ့ပြီးပြီဆိုရင်ဘာလို့လဲအဲ့ဒီမျိုးတွေလေချောင်းကဘုံချဲတယ်ဟုတ်လားအဲ့စစ်ရှုံးတဲ့ကောင်တွေလုတ်တဲ့လုတ်ရလားစစ်ကိုစစ်နဲ့တူအောင်မတိုက်တဲ့ကောင်တွေဘလောက်တောင်အောက်တန်းကြလဲဆိုကျွန်တော်ဒီနှစ်ပိုင်းတွေမှာကျွန်တော်တို့ကလည်းတိတ်ပြီးတော့ဗျာဟိုမျက်နှာသာတိတ်မပေးတော့ဘူးငါတို့လာပြီး ငါတို့ညာပြီးစွာနဲ့နှာခေါင်းနဲ့မြေကြီးရှာထိုးတာလုံးဝမောကြည့်နဲ့မောကြည့်ရင်တော့ခေါင်းပျောက်သွားဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒေါ်နယ်ထရန့်ကမင်းအောင်လိုင်ကိုအခွင့်အရေးပေးထားတဲ့အာဆီယံစည်းဝေးမှာ business speaking လောက်နဲ့အစည်းအဝေးပြောဆိုဆွေးနွေးတယောက်နိုင်တယ်ဆိုရင်တော့အခွင့်အရေးရအောင်ရနိုင်တာပေါ့ဗျာဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကတော့ ဝယ်ချက်ကအကောင်နေရတာတတော်လေးကိုဥထွက်သွားမယ်ဗျာဟုတ်ပြီဒါလေးကတော့ဒီအာဆီယံနဲ့ပတ်သက်ပြီးတော့အရန်ကိုတတ်ချင်နေတဲ့မြောက်လည်းနဲ့ပတ်သက်တဲ့သတင်းကြလုံးလေးတစ်ခုပါကျွန်တော်စောင့်ကြည့်ရမှာကတတ်တတ်ခံကလည်းထပ်ပြီးတော့ခံအောင်မယ်ဘလို့ခံအောင်မလဲဆိုတာကိုလည်းကျွန်တော်တို့တကယ်ကိုမြင်တွေ့ရအောင်မှာဖြစ်ပါတယ်တကယ်မှကျွန်တော်တကယ်တဲ့အကြောင်းအရာကျွန်တော်မိသားစုဝင်အားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်တော်မှန်ရေးတပ်ဖွဲ့ဝင်များစုစည်းပြီးတော့အောင်ပွဲရတဲ့ နောက်ဆုံးချိန်ထိကိတိုက်ခိုက်သွားမယ်ဖြစ်တဲ့ကြောင့်မို့ KIO KIA ရဗိုလ်ချုပ်ကြီးကပြောဆိုလိုက်ပါကြောင်းပြောချင်ရင်လည်းညီကုန်းချုပ်ပြစီလက်နေပေးစီပေးကပေးချောင်းနေတဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တအုပ်ချင်းတဲ့ဘေးကနေကင်းရှင်းပါသေးကြောင်းဒင်းနဲ့စတောင်းချင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါဗျာ